ကောင်းမလားလို့တော့မျောလင့်တာဆိုတော့တသေးလေးပါလားဆိုတော့အားဖြင့်ဝမ်းသာပါတယ်တားသိပြီးနောက်ပိုင်းကျတော့အပြင်မှာလည်းတကယ်လည်းလူတယောက်ကိုဆုံးရှုံးလိုက်ရတာဆိုလို့ရှိရင်ဂျီလူမှာနှ่าကျင်စိတ်လည်းရှိမှာမဟုတ်ဘူးပြင်ဆင်ကျင်စိတ်လည်းရှိမှာမဟုတ်ဘူးနော်ဟုတ်ဒီနေရာမှာတုံ့နဲ့တရားနင်းနေချင်လို့လားတကယ်အမှန်တိုင်းပြောမှာဆိုလေဘောမှာကိုကိုလှရလို့တကားမှမတွေးတာဘူး ါမြင်တဲ့ရုပ်ကစိုးနေမုံဆွဲတော့ကလည်းအမေကပြောငါသမီးအလောက်ဒီရုပ်စိုးမယ်လို့မထင်တာကအမေအဲ့ထက်တောင်စိုးသေးတယ်လို့ကြည့်တော့အခုတော့တော်တော်ဆိုညမြတ်ကကြာဦးထက်ကြောရတာဖြစ်ချင်တယ်အခုထားလိုက်ပါလာမယ့်နောက်ကရက်တာတခုဆိုလို့ရှင်လေဒီညမြတ်ကိုကြောရတဲ့ကရက်တာပဲကိုကဖြစ်စေချင်တယ်ဒီနောက်ကိုပြန်တက်နိုင်မယ်ဆိုအခုလက်ရှိဟာကိုပို့ပြီးတော့ကြိုက်သွားတဲ့ဟာကိုကိုကဖြစ်စေချင်တယ်ဆိုတော့ site တွေကတော့အတူတူပါပဲအား site ထုတ်ရတဲ့အချိန်ရောစိတ်ကောဟိုပေးလိုက်ရတဲ့အချိန်ရောဒါအကုန်လုံးကတော့အတူတူပါဘယ်ကားရိုက်ရိုက်အမတော့ဟိုအများသောအဖြစ်ကတော့ဒီဟာအပေါ်မှာအကျိုးရှိအောင်ပေါ့နော်ဟိုဟာအမှုပညာပဲဖြစ်ဖြစ်ဟိုကိုတည့်ရဟာလေးပဲဖြစ်ဖြစ်ကို supporting တခန်းလေးပဲဖြစ်ဖြစ်အမှုပညာအရာဟိုအကျိုးရှိစေချင်တာပေါ့နော်ဟိုပတ်စံပြောတာမဟုတ်ဘူးနော်ကိုယ့်ရဲ့အမှုပညာမှတ်တိုင်လေးတစ်ခုဖြစ်စေချင်တာဆိုတော့ဟိုတခန်းမဲ့ပါပါနှခန်းမဲ့ပါပါကိုကတော့တတ်နိုင်ဆုံးတော့အကောင်းဆုံးစူးစမ်းရတဲ့ဟာကတော့ ဘယ်ကားရိုက်ရိုက်ဘယ်လှုပ်လှုပ်လို့အတူတူပါပဲအခုပွဲတက်လည်းအတူတူပဲကိုကအားထည့်ရအချင်းဘယ်ဟာလေးပဲလှုပ်လှုပ်ပေါ့နော်အမှတော့ကောင်းစေချင်တယ်ကိုလှုပ်တဲ့ဟာလေးကိုအကျိုးရှိရှိဖြစ်သွားချင်တယ်ကိုစားပါဆိုသူ့ရဲ့ပုံလေးကိုပြင်နေရအောင်။ဦးတမ်းမမပါဘူးလို့တော့တင်။ကမလောင်လို့တော့မျောလင့်တာဆိုတော့တသေးလေးပါလားဆိုတော့အားဖြင့်ဝမ်းသာပါလား။ကို့အခန်းနေဖြတ်ချလားဆိုတော့အဲ့ဒါကြုံမှုနေကြဆိုတော့လေဟိုဟာဘယ်လိုပြောမလဲ ကိုစင်းနေဖြတ်တာတော့အရင်တော့လည်းကြုံမှုတယ်တော့အဲ့အတွက်ကြောင့်မလို့ဒူတွေဒူတူတွေးပြီးတော့ပုံနေတာတော့မရှိပါဘူးကွယ်။နောက်ပြီးတော့ဆိုတော့ဒီလိုပါပဲဟိုလိုအပ်ဇက်ရဲ့လိုအပ်ချက်အရဟိုတကယ်ကိုအရင်မကြည့်ရဲ့စင်းလေးတွေဟိုထောက်ရမယ်ဆိုလို့ရှိရင်ကိုအတွက်ကိုကလည်းသိပ်ပြီးတော့အမှအဓိကမကြအောင်ဆိုလို့ရှိရင်တော့အများသောအဖြစ်ကတော့စင်းနေရတော့ပြုတ်ခံရတော့များပါတော့။အဲ့ဇလန်းတော့လည်းမထိခိုက်ဘူးဆိုလို့ရှိရင်အဲ့လိုတော့ ကြုံနဲ့ကြုံပြီးလို့ဆိုတော့ဒါအတွက်ထူ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 ကြီးတော့အရန်တော့စိတ်စိတ်ညစ်မနေပါဘူး။ခါကျရင်ကားထွက်လာမှပဲ။အော်ဒီဆင်းလေးတော့မပါလာအောင်နော်။အော်ဒီဆင်းလေးတော့ပါသွားတယ်။အော်ဒီဆင်းကတော့ဒီလောက်လောက်ကိုဖျက်လိုက်တာပဲ။အဲ့လိုမျိုးလေးပဲတွေးလိုက်တာပဲရှိရတယ်။ဟုတ်။ပြောသက်မှာပြောသက်မှာလည်းရှိရဲ့ဟုတ်နေဝင်းနဲ့စကားပြောလေမောင်နှမနှစ်ယောက်ဟိုစကားပြောတဲ့ဆင်းလေးတွေရှိရပါတော့။ဒါပေမဲ့အဲ့ဒါလည်းဟိုဇလန်းရှိလို့လည်းဖြစ်နေလည်းဖြစ်မှာပေါ့နော်။အဲ့ဒါလေးတွေရှိရပါရှင့်။ အမမကြအောင်နဲ့မြ мян သားနဲ့တစ်ယောက်ပြိုင်ခိုင်းရင်တော့မတူဘူးထင်တယ်နော်တစ်ယောက်ကကြတော့နည်းနည်းဟိုအကယ်ဒမီရောမဖြစ်နိုင်မလို့ပဲပေါ့ကဲ။အဲ့လိုတော့မရှိပါဘူး။အဲ့လိုမဟုတ်ပါဘူး။ဟိုပါပေါ့။ချစ်စေချင်တာတော့ကြောင်ဦးကိုကြောင်ဦးကမြတ်သက်ကကြောင်ဦးထက်ကျောရတာဖြစ်ချင်တယ်။အခု ားလိုက်ပါတော့လာမယ့်နောက် character တခုဆိုလို့ရှိရင်လည်းဒီမြမြတက်ကိုကြောရတဲ့ character ပဲကိုကဖြစ်စေချင်တယ်ဒီနောက်ကိုပြန်တက်နိုင်မယ်ဆိုအခုလက်ရှိဟာကိုပို့ပြီးတော့ကြိုက်သွားတဲ့ဟာကိုကိုကဖြစ်စေချင်တယ်ဆိုတော့အဲ့ character တခုကိုကမပြိုင်ခိုင်းလို့တယောက်နဲ့တယောက်တားစီချင်တယ်ဟုတ်တယ်အဲ့ဟုတ်တယ်တားသိပြီးနောက်ပိုင်းကျတော့အပြင်မှာလည်းတကယ်လည်းလူတယောက်ဆုံးရှုံးလိုက်ရတာဆိုလို့ရှိရင်ဂျီလူမှာလှကျင်စိတ်လည်းရှိမှာမဟုတ်ဘူးပြင်ဆင်ခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးเนาะပြီးတော့သားသိပ်သွားဆိုပြီးဆိုပါတော့ အဲ့သဘောအတိုင်းပဲကိုကတော့ဟိုအမထင်လာအပြင်ကအတိုင်းပဲဟိုစဉ်းစားလိုက်တာပေါ့ဟုတ်တကယ်ကိုအမှန်တိုင်းပြောမှဆိုလေဘောမှာကိုကိုလှရလို့တကားမှမတွေးတာအမြင်နဲ့ရုပ်ကစိုးနေမုံဆွဲတော့ကလည်းအမေကပြောငါတမီးအလောက်ဒီရုပ်စိုးမယ်လို့မထင်တာကအမေအဲ့ထက်တောင်စိုးသေးတယ်လို့ဒီလိုကိုကတော်တော်ဆိုအဲ့တော့ကိုကိုကိုငါတော့ဒီဟာလေးကလှကျင်လိုက်တာဆိုတော့တကားမရှိရဟိုချောတဲ့ထဲမှာလည်းကိုမပါအမြင်နဲ့ပြောပါတယ် ဟိုကိုယ့်ကိုချစ်နေလို့ဒါလှရလို့အများနဲ့ထင်တာလို့ဒါပေမဲ့ကိုကလှတဲ့အထက်မပါဘူးခို့လို့ပြေစုံပြီးတော့နှပနေမင်းသမီးတဲ့မှာကိုမပါပါဘူးအဲ့တော့ကြောင့်မို့ကိုကိုကိုလည်းလက်ခံထားတယ်အဲ့တော့ကြောင့်မို့ဒီကားရိုက်တဲ့အချိန်မှာလည်းငါမလှသွားမလားဆိုတော့တခါမတွေးမိရောလို့ပြောကျင်းနေတာပေါ့အဲ့ဟာအဲ့စကားအမဟိုပြီးခဲ့တဲ့ခေါက်တော့လည်းဟိုအမျိုးသားပြောอืมကောင်းမြတ်ရတော့လည်းဘန်ကောက်မှာနေရတယ်မပြောဘူးလို့စိတ်ညစ်တာရဲ့လို့ဟိုဘဝမှာဘာမှအိပ်ပဲတိတ်မရှိတယ်လို့ပဲလို့ ကားရိုက်ချင်တာလို့ပြောရမှာကိုပြောတာလေးလှုပ်ချင်တာလို့အဲ့ဒါနဲ့ရှင်တင်သွားရိုက်လဲရှင်တင်သွားရိုက်တော့လဲမပြောဘူးလို့ရိုက်နေနေအမစိတ်မစရာရှိနေပေါ့လေအဲ့လိုမျိုးလေးရှိရပေါ့ဟုတ်လားတဲ့ကြိုက်ရတော့လည်းမပြောဘူးလားမရိုက်ရတော့လည်းမပြောဘူးဘလို့ဖြစ်တာတော့လဲဆိုတော့ဟုတ်တယ်လည်းမပြောဘူးလို့ဒါမဲ့လို့ပြောတဲ့ချိန်တော့ရှိလာမှာပါလို့အဲ့လိုမျိုးပြောအင်းမော်အဲ့ဒါနဲ့အမဒီရုပ်ရှင်ကားလေးထွက်တော့ထွက်လဲထွက်လဲထွက်တော့ရုပ်ရှင်ကြည့်ပြီးညကြတော့ဗောနော်အမပြောငါလို့အဖြေပေးဖို့ချိန်ရှိပြီလို့အဖြေရပြီလို့ ဘယ်ချိန်ပြောရလဲဆိုတော့လို့အခုလိုကားထွက်လာလို့ပရိသတ်ကလက်ခံတယ်မြမြသက်ဖြစ်သွားတာကိုပြောလာတဲ့အချိန်ကဘဝမှာပီတိဖြစ်ဆုံးတော့ဘာမှလဲလို့မရဘူးလို့အဲ့အဖြေကိုရဖို့အတွက်ကိုငါအချိန်အများကြီးစောင့်နေစောင့်နိုင်တယ်လို့ဒီအချိန်ကိုရဖို့အတွက်ကိုအရှိမအရှိအချိန်ကိုစိတ်ညစ်တယ်ဆိုရင်ဘဝမှာတန်တယ်လို့ထင်တယ်ဟွန်းကတော့ရိုက်ချင်တော့ထုတ်ရိုက်ပေါ့နော်ဒါပေမဲ့ကိုကြတော့လည်းဟိုလိုမျိုးကိုယ့်ရဲ့ကြောရှင်သားကလည်းသိရင်မလားအဲ့လိုမျိုးဟိုသူများကကိုယ့်ဒီနေရာလေးမှာမအေးတောင်းဖြစ်မှာအဲ့လိုမျိုးလေးအဲ ဖြစ်ရင်ပို့ပြီးအဆင်ပြေတယ်အမနဲ့တော့ဒီ character လေးနဲ့အရန်လိုက်တယ်ဆိုပြီးတော့လာငားတဲ့ပီတိလေးကိုကြိုက် တာအဲ့ဒီမှာပြီးရင်ကိုကလည်းလှုပ်ချင်တာပြီးရင်အခုနောက်လိုပဲထွက်လာတဲ့ result လေးကိုလည်းတွေ့ချင်တာဆိုတော့ကိုယ့်ရဲ့ပီတိကလည်းအဲ့လိုမျိုးနေဖြစ်နေရဆိုတော့လေသူများလာကွာပဲမျှော် ပြီးရိုက်တာပေါ့